အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမင်းလူရေးသားတဲ့သူ့စပင်နှင်းစီပွင့်တွင်နေဆိုတဲ့ဝတ္ထုရဲ့အပိုင်း၃ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာသူ့စပင်နှင်းစီပွင့်တွင်နေအပိုင်း၃နောက်တစ်ခါလာခြင်းမှုဒီအထဲမှန်နိုင်လွန်ဟင်းရည်ခြင်းနဲ့တဲငပိဆန်လုံးဒီလုံမှပဲအထဲမှာတော့က အိတ်ထောင်နိုင်ငံမှာခဲတံဖြင့်ကျွန်တော်ရေးခဲ့သောကြပြကလေးဖြစ်ပါသည်။ဟိုကယူခဲ့သော အမတ်တရပစ္စည်းကလေးများကိုထုတ်ကြည့်နေတော့အသွာတရိယာမိခြင်းဖြစ်ပြီးပလတ်စတစ်အိတ်ဖြင့်ထည့်လာခဲ့သော အမတ်တရပစ္စည်းကလေးတွေမိန်လာပုံမှ420ထိပ်ပြောင်စီကရသော ကျိုးပရီတကုံးကျွန်တော်နိုင်လွန်စွတ်ကျဲလက်စကားနှင့်လဲလိုက်ခြင်းဖြစ်သည်။အိတ်ထောင်ရှိက ပိန်းနေပင်မှအကမ်းဖြင့်ကျွန်တော်ကိုယ်တိုင်ထုတ်လုပ်ခဲ့သော ဆုတ်ထားသောလက်သေးပုံဗပုရုပ်ကလေးတော်တိုက်ဆေးဘူးခွန်ကိုဖြန့်၍စူဖြင့်ဖိချစ်ပြီးပုံဖော်ထားသော အမျိုးသမီးမျက်နှာပုံပေါင်းကြွယုံတင်မောင်ဤလက်ရဖြစ်သည်ဘောပင်မှင်ချောင်းဖြင့်ရရာဆက်ကူပေါ်တွင်ကိုမျိုးဦးဆွဲပေးသည့်ကျွန်တော်ပုံတူပကြီးနတ်သားဆလိတ်တလိန်ထိုဆလိတ်ကိုမြင်မှကျွန်တော်မှာဆေးလိတ်ကုန်းလေးချောင်းတတိယသည်ကလထိုင်နောက်မီမှာချိန်ထားသော ရှဲအင်းကြီးကိုစန့်ကြည့်သည်အကျွေမရှိတော့စက်တံကိုဆွဲထုတ်သည်လက်ထဲတွင် စာရွက်ခောက်ကလေးတစ်ခု ပါလာ၏ဆရာဝန်ကြီးပေးလိုက်သောစေစာတွင်မိမိတို့မြင်းသွားမြေဆိုး၍အန်ဆွဲတဲ့ထဲလိုက်မြေစိတ်ကူးပြီးမှဗာစေးတွင်များလဲဟုသိကျင်လာသဖြင့်စာရွက်ကိုပြန်လိုက်သည်အပေါ်ကစာရွက်သည်ဆရာကြီးညွှန်ကြားလိုက်သောကုသစေကံမှဆရာဝန်ထံရေးပေးလိုက်သောစား အင်္ဂလိပ်လိုရေးထားသည် ထိတ်ဆုံးကစာကြောင်းသည်ဒိတ်ခနေရှင်ခုံသွားသည်လက်ထဲကစာကိုစူးစူးဆိုက်ဆိုက်ကြည့်သည်တည်တည်ချာချာတလုံးချင်းဖတ်သည်ဒေါက်တာသက်ဆိုင်နှင့်တမင်တကာမိဖြောက်ထားခဲ့သောအမည်နာမများသည်ထုံနောက်ထဲသို့တိုးဝေဝင်ရောက်လာသည် စိတ်အစဉ်သည် အချိန်ကာလတို့ဆန့်ကျင်၍နောက်ကျောင်းပြန်လှည့်လေပြီလုံလေပြီးသောအခါကယခုလိုပင် ကျွန်တော်တရားတည်းစုဆောင်းခဲ့ဖို့သော အမတရားပစ္စည်းလေးများအကြောင်း၆ဘတ်ကလက်မှတ်148ဆောင်းကိစ္စမိမတွေဟာတမျိုးပဲကွာဟုကိုကြီးကောင်းပြောတာအလွန်မှန်သည်အပေကြောင့်ဆိုသောကျွန်တော်သည်မမခင်လေးခင်ကိုတည်တည်ချာချာကြည့်မိသောအခါစိတ်ထဲကတမျိုးကြီးဖြစ်သွားသောကြောင့်ဖြစ်လေသည် မမခင်လေးခင်ကိုကျွန်တော်စိတ်ဝင်စားသွားမိခြင်းမှာ သူ၏စကားတခွန်းကြောင့်ဖြစ်သည်ထိုစကားတခွန်းသည်လည်းကျွန်တော်၏ထော်လော်ကန့်လန့်လှုပ်လို့သောစိတ်ကြောင့်ဆိုလျင်မမားခြင်းသူတို့အိမ်သည်သူတတနာလမ်းပေါ်မှာကျွန်တော်တို့လမ်းကိုကန့်လန့်ဖြတ်ထားသောလမ်းဖြစ်သည်သူတတနာလမ်းသည်လမ်းရှည်ကြီးဖြစ်သောကြောင့်သူတို့အိမ်နှင့်ကျွန်တော်တို့အိမ်သည်နည်းနည်းလမ်းသည်ဟုပြောနိုင်၏တို့ရာတွင်တရက်ွက်ထဲဖြစ်သောကြောင့်သူတို့ဘက်သည်ကျွန်တော်သွာလာနေကြ ူတို့ဤအိမ်နောက်ဘက်တွင်ကွက်လက်တစ်ခုရှိသည်နှွေဘက်ဆိုလျင် ချင်းလုံးကစားကွင်းဖြစ်၍ဆောင်းဥပေါက်ချင်းကဆိုင်ပြီးထိုကွင်းမှာစက်တောင်ရိုက်ကြသည်ကွင်းဤအနီးပဝန်းချင်းအိမ်များတွင် အပြိုကလေးတွေ ရှိကြသည်သူတို့သည်မိမိအိမ်ပြင်းပေါင်များမှနေ၍စက်တောင်ပွဲကို ရှုစားကြ၏ဒီတော့ကတည်တဲ့အတိုင်းပဲယောက်ျားသားတွေဆိုတာတယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက် အနိုင်မခံ အရှုံးမပေးရိုက်ကြတာဘာပြောကောင်းမလဲမိန်းကလေးတွေရဲ့အထင်သေးတာကို မခံချင်တာမခံနိုင်တာဟာယောက်ျားမဟုတ်လားသူတို့ကြားထဲမှာကျွန်တော်ကထူးထူးခြားခြားဖြစ်နေသည် သူများတွေကကိုကို အထင်မကြီးကြီးအောင် တမင်တကာလောက်ပြနေခြင်းကိုကျွန်တော်မုံသည် အထင်ကြီးမှုကိုဖန်တီးယူရခြင်းသည်တဘာဝမကြဟုကျွန်တော်ထင်သည်သူတို့သည်သူတို့ကိုသူတို့အောက်တန်းကျနေကြောင်းမသိကြ မိမတွေကစက်တောင်ပွဲကိုကြည့်ရှုကြခြင်းအားပေးကြခြင်းမှာတကယ်ရိုးရိုးအားကစားစိတ်ဓာတ်မျိုးဖြင့်ဟုတ်ချင်မှာဟုတ်မည်။အပြင်းပြေသဘောမျိုးထားခြင်းထားမည်။ရှေ့တွင်တော့ဟေကနေဟေကနေအားပေးတရားံပြုကြတော့လေ၊ကွေရာတွင်သူတို့ချင်းချင်းပြော၍ခုခုခိခိရဲခြင်းရဲကြမည်။ဘသူကတော့ဘလောက်ကြောင်းတာပဲ။ဘဲကောင်းကြီးကတော့မြောက်ပေးရင်ဥတက်အောင်ကတာပဲ။စသဖြင့်ပြောခြင်းပြောကြမည်။ ။အချို့မိန်းကလေးတွေကြတော့လဲတမျိုးတကယ်ကို စိတ်ပါလက်ပါအားပေးကြတာ။အားနွယ်သောမိန်းမသားတို့သည်အင်အားကြီးမား၍အောင်မြင်စွမ်းဆောင်နိုင်သောယောက်ျားသားတို့ကို အထင်ကြီးတတ်သည့်အစဉ်အလာစိတ်မျိုးရှိသည့်မိန်းမများဒီတော့ဟိုလူတွေအကျိနဲ့ဖြစ်နေတာပါဆန်းတယ်လေဒီနေရာမှာသူတို့နဲ့ကျွန်တော်နဲ့ခြားနာသွားပြီကျွန်တော်ကမိမတွေအထင်ကြီးတာတို့အထင်သေးတာတို့ကိုဂယုဆိုင်မနေနိုင် ချက်တောင်ရိုက်ဝါသနာပါလို့ရိုက်သည်အာကစားတရအနေဖြင့်ရိုက်သည်ဒါပဲချက်တောင်ရိုက်အာကစားနေတွင်ကိုကာယဒီမာတန်ဆွမ်းခြင်းထက်လျင်မြန်ဖြက်လက်ခြင်းကပို၍ရေးပါသည်ပြီးတော့ကိုခန္ဓာအချိုးစားပပလျားလျားရှိသောသူကကစားပုံပို့လာသည်ကျွန်တော်ကခက်ပိန်ပိန်ခက်သွဲသွဲဒီတော့ကျွန်တော်ကစားပုံကစားခွက်လှပသည်ဟုအချို့ကဆိုသည်ဒီကွင်းမှာရိုက်နေကြသူတွေတဲ့တွင် ကိုကြီးကောင်းမှ လွဲ၍ဘသူမှကျွန်တော်ကိုနိုင်အောင်မရိုက်နိုင်ကြောင်းကျွန်တော်သိသည်ကိုကြီးကောင်းကလည်းတခါတရံလာရိုက်တတ်သူဖြစ်သောကြောင့်ကျွန်တော်သာလျှင်ဒီကွင်းမှာဘိုးဖြစ်သည်တကယ်တကယ်ရှိုက်မယ်ဆိုလျင်ပေါ့တို့ရတွင် ကျွန်တော်ဘယ်တော့မှတကယ်နေလားငါလားရှိုက်လေမရှိ အထူးသဖြင့်ဖိုးနိုင်ခြင်းတွေနဲ့ခြိုက်ကြတော့အခါသူတို့ကလည်းသူတို့အကြောင်းနဲ့သူတို့သူတို့နဲ့ကြိုက်နေသောကောင်းမလေးတွေသူတို့ကတစ်ဖက်သက်ကြိုက်နေသော ကောင်းမလေးတွေရှိတွင်အနိုင်ကြလိုကြသည်ထို့ကြောင့်အပြင်းထန်စူးစားကစားကြသည် တကယ်တကယ်ကြတော့စက်တောင်ရိုက်ချင်းတွင် အသေးလေးပြေးလွှားကစားဖို့မလိုနေရာယူတတ်ဖို့သာအရေးကြီးသည်ကွင်းကိုစိမိနေအောင်ဇက်နိုင်လျင်တိတ်လိုက်နေစရာမလိုတော့ရှင်းတော့ဝဲရလက်တကန်းအတွင်းမှစက်တောင်ကိုမလွတ်တမ်းပြန်ရိုက်နိုင်သည် အမှန်အစနည်းနည်းလုံးသွားလျင် မလိုက်နေတော့စီကိုလုံထွက်သွားတာတေးကြပြီး ဒီချက်ကိုသူတို့နားမလဲကြချက်တောင်ကြသည့်နေရာကို လူကရှောက်လိုက်နေတတ်သည်ဟိုပြေးဒီပြေးရွာစော်ကြီးခွေးလိုလိုက်စားနေသောကြောင့်ပင်ပန်သည် ကစားကွက်မလာမပါနေရာလွတ်တွေ ဟာကွက်တွေဖြစ်လာသည်သူတို့ကိုကြည့်ပြီးကျွန်တော်တနာလာသည် သူများတကာရဲ့အထင်ကလေးကြီးခံရဖို့အတွက်နဲ့များဒီလောက်တောင်အသေးလေးစူးစမ်းရှာပါကလားဆိုပြီးကျွန်တော်ကတော့ခမမှန်မဲရိုက်လေရှိသည် အနံ့ရမစေလို့လည်းမဟုတ်။ဆိုင်နေရင်ကစိတ်ပေါက်ပေါက်ရှိလျင်ချက်ပေါက်ပြပြလှုပ်ပြတတ်သည်။အလျှော့ပေးပြီးကစားခြင်းကစားပြလိုက်သည်။တော်ယုံတန်ယုံစိုက်တတ်သူလောက်ကိုပင် ကျွန်တော်အရှုံးပေးခြင်းပေးလိုက်သည်။အေးလေအေးလေကျွန်တော်အတွက်တော့ချွေးထွက်ဖို့သာပဓာနာပဲ။တခါကလည်းကျွန်တော်တို့လမ်းထဲကကြာကြီးနဲ့ကျွန်တော်တယောက်ချင်းကစားသည်။သူကျွန်တော်ကိုဘယ်နည်းနဲ့မှမနိုင်နိုင်ကြောင်းသိသည်။ သူကတော့ရေရေလေလေကိုစူးစားကစားနေ နောက်မှသိရသည် ပွဲကြည့်ပြိတ္တထဲတွင် သူကောင်မလေးပါတဲ့သူကောင်မလေးဆိုတော့လေရေရေရရမဟုတ်သေးအောင်ဝင်းဆိုတဲ့ကောင်နဲ့သူနဲ့ပြိုင်းလိုက်နေကြတာကောင်မလေးကလည်းဟိုဘက်လိုလိုဒီဘက်လိုလိုတဲ့ဒီတော့သူကျွန်တော်ကိုသိမ့်နိုင်ခြင်းနေသည်ကျွန်တော်ကအောင်ဝင်းကိုနိုင်ထားပူတာကိုကျွန်တော်အလျှော့ပေးလိုက်သည်ကြာကြီးနိုင်သွားသည် ပီော်ပေါ်မပီချင်းချက်တောင်ကွင်းကိုကြောပေးထားသောအိမ်မအမကြီးတယောက်ရှိသည် သူကအရင်ချက်တောင်ပွဲတွေကိုတခါမှမကြည့်ဘူးချင်းကျွန်တော်နဲ့ကြားကြီးတို့ပွဲကြမှအိမ်နောက်ဖေးဖက်ထွက်ပြီးစပလုံးရွေးနေတုန်းကြိမိချင်းဖြစ်သည်ဟုဆိုသည်ထိုချိန်သူ့ဘေးနားမှာကောင်မလေးတယောက်ရှိသည်ထိုကောင်မလေးကောင်လေးဖြစ်သောကျွန်တော်တငယ်ချင်းတယောက်ရှိသည် ဒီကောင်ကပြန်ပြောတော့ကြောင်းကျွန်တော်သိရခြင်းဖြစ်သည်ကြာကြီးကို ကျွန်တော်ရှုံးသွားတော့အခါကျွန်တော်တကယ်ချင်းရဲ့ကောင်မလေးကပအူးကတော်ရသားနဲ့ရှုံးရတာလို့ပြောလိုက်သည်ဒီတော့အဲ့ဒီအမကြီးကကောင်လေးတနာပါတယ်တဲ့မိမခေါ်သူတို့ကလည်းဘလို့မှမသိနိုင်တဲ့လူကိုအထင်ကြီးပြန်တော့လဲသူတို့ပဲအခုတခါရှုံးတဲ့လူကြပြန်တော့လဲတနာတဲ့ဗျာကြိုက်ရလား အောင်မြင်သောသူရဲကောင်းကိုအားကိုးလိုသော စိတ်နှင့်တပြိုင်နက်ထဲတွင်တစ်ဖက်ကလည်းမိခင်စိတ်ဖြစ်သောဂိယုနာတရားရှိနေခြင်းလည်းဖြစ်ခြင်းဖြစ်မည်။ဒို့ဒီမဟုတ်အဲ့ဒီအမကြီးကိုကတခြားမိန်းကလေးတွေနဲ့မတူဘဲရှုံးသူကိုမှအားပေးလိုသောထူထူခြားခြားလေးကဖြစ်ခြင်းဖြစ်မည်။များသောအားဖြင့်ယောက်ျားတို့သည်ယောက်ျားချင်းချင်းပေါ်တွင် အနိုင်မခံအရှုံးမပေးလိုကြတော့လေမိမတွေနှင့်တွေ့သောအခါအလျှော့ပေးလေးရှိကြသည်။ မိမာတို့ဤတနာချင်းကို ခုံမင်းစွာခံယူလိုတဲ့ကြသည်ကျွန်တော်ကတော့တမျိုးပဲလေမိမာတို့ဤအပိချင်းမြောက်ချင်းကိုလည်းဂယုမဆိုင်သူတို့တနာတာကိုလည်းမခံလို့ကျွန်တော်ပါသာရှုံရှုံနိုင်နိုင် သူတို့အဘူလားခုလိုတနာတယ်ဟုအပြောခံရသောအခါကျွန်တော်သည် နောက်တစ်ခါကြလျင်ဘသူကိုဖြစ်ဖြစ်နိုင်အောင်ရိုက်မည်ဟု ဆုံးဖြတ်လိုက်မိပြန်သည်ကစားမဲ့ကစားရတော့လေပွဲကြီးပွဲကောင်း ကျွန်တော်တို့ရက်ွက်ထဲမှာမျိုးရဲတို့ပြောင်းနေသူကိုခမောင်တင်သူမိဘအိမ်လာလေသည်သူနဲ့တူဧည့်သည်တယောက်ပါလာသည်ဒီမှာညနေတိုင်းချက်တောင်ရိုက်တတ်သည်ဆိုသောကြောင့်ကစားကြည့်ခြင်းလို့လိုက်လာတာတဲ့သူနဲ့ကျွန်တော်ကစားရမည်သုံးပွဲ သူကနိုင်လွန်စပို့ရှက်အင်ကြီးဘောင်းဘီအင်းဒီကင်းဘက်ဖနက်နေပြီးတော့သူကိုင်းထားသောရက်ကက်ဘက်တန်ကအကောင်စားဒန်လော့မျိုးစား ကျွန်တော်ကစွတ်ကျဲအင်းကြီးပစိုးကိုတူတူဝတ်ထားသည် ဖနက်မပါပြီးတော့ကျွန်တော်ရက်ကက်ကလည်းဘာမျိုးစမ်းမပင်မသိတွေ့ရတချောင်းကောက်ဆွဲလာခြင်းဖြစ်သည်တို့ရတွင်ကျွန်တော်တို့ကွင်းလိုနေရာမျိုးကို အခုလိုဂိုက်ဆိုင်မျိုးထုတ်ပြီးလာကြတဲ့ကဒီလိုတိတ်မဟန်ဘူးဟု ကျွန်တော်သိသည်ပထမပွဲတွင်ကျွန်တော်ခက်ပေါ်ပေါ်ကစားလိုက်၏သူကနှမတ်အသာဖြင့်ကတ်နိုင်သွားသည်ဒုတိယပွဲ ျွန်တော်တိတ်တိတ်ချာချာကစားသည်ကျွန်တော်သုံးနေကြနေဖြင့်သူ့ကိုနှိပ်ဆက်သည်တစ်ဖက်လူကိုအယူဖြစ်အောင်လှုပ်သည်နီးတစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ဖုံတိုင်းဖုံတိုင်းရိုက်နေရမှ ပိုက်တန်းနာကိုကတ်ကြုံလောက်သာဖက်ခနဲတို့ပေးလိုက်၏သူတရော့တော့ပါပြည့်၍ဆဲသည် သူဟန်ချက်ပြတ်သွားသောအခါကျမှဟိုနောက်စီးတောင်းသို့ပင့်တင်ပေးလိုက်သည် သူနောက်သို့ပြေးရပြန်သည် ထိုအခါရှင်နာတို့ကတ်ချပေးလိုက်ပြီးအမတ်တမတ်ယူသည်တခါတည်းံပိုက်တန်းနာတွင်ကပ်၍ဟိုဘက်တောင်ဒီဘက်တောင်လှန်တို့ပေးပြီး သူ့ကိုရက်ကန်ရက်ကန်ဖြစ်စေသည်တခါကျတော့သူလှန်ထောင်လိုက်သောစက်တောင်သည် ကျွန်တော်အထက်တွင်အနေတော်မြောင်နေသည် စမက်ဆွဲချလိုက်သည်ရက်ကတ်ကိုနည်းနည်းကလေးရွှေ့ဆောင်ထားသောကြောင့်သူကညာဘက်သို့ပြေးပြီးစက်တောင်ကဘယ်ဘက်မှသွားကြသည် လက်ခုပ်တန်တွေစူညံသွား၏နောက်ဆုံးရိုက်ချက်မှာနက်ရှော့ဟုခေါ်သောရိုက်ချက်ဖြစ်သည်ချက်တောင်သည် ပိုက်တန်းကိုထိယုံကလေးထိ၍ဆက်ခနဲခုံသွားပြီးတပတ်လေကသူ့ဘက်သို့ကျသွား၏ဒုတိယပွဲတွင် သူ့ကိုအမတ်ထက်ဝက်လောက်အပြတ်ဖြင့်နိုင်လိုက်သည် သူတပွဲကျွန်တော်တပွဲ နိုင်ထားပြီဖြစ်သောကြောင့်တတိယပွဲသည်အနိုင်အရှုံးအဆုံးဖြတ်ပေးမည်ပွဲဖြစ်သည်ခုပုံစံအတိုင်းဆိုလျှင် သူကိုကျွန်တော်ကျင်းသေးနိုင်မည်ဟုသိနေသည် ထိုပွဲမဆခင်ခဏနာသည် သူက ဖနှက်ကြိုးပြင်းချခြင်းအကြောလျှော့အောင်လှုပ်ခြင်းရက်ကတ်ကိုလက်ထဲတွင်ချိန်ဆကျိတ်နေခြင်းဝီကနေရိုက်ဟန်ပြုတ်ခြင်းတို့ဖြင့်အလုံများနေသည်ဒီတပွဲကို သူအသေးလေးရိုက်လိမ့်မည်စောစောကပွဲတွင် အမတ်ပြတ်ရှုံးသည်ဖြင့်သူနည်းနည်းရှက်သွားဟန်တူ၏ကျွန်တော်ကကွင်းကလေးမှာရက်ရင်သူလုံးသမ ्या ကို ခိုင်ကျနေလိုက်သည်ထိုချိန်တွင်ကျွန်တော်နားသို့ကိုခမောင်တင်ရောက်လာသည်သူကျွန်တော်ပခုံးကိုဖက်ပြီးခတ်တိုးတိုးပြောသည်ပအူးကလည်းကွာငါခေါ်လာတဲ့ဧည့်သည်ကိုဘာဖြစ်လို့လဲဗျဒီလိုလေကွာဧည့်သည်ဆိုတော့အားနာဖို့ကောင်းတယ်ဘာဆိုင်လို့လဲကိုခမောင်တင်ရဲ့ကစားတာပဲဟာသူနိုင်ခြင်းလဲနိုင်မှာပေါ့ကျွန်တော်နိုင်ခြင်းလဲမဟုတ်သေးဘူးကွာပအူးရဲ့ သူကလေတံကိုတိုးလိုက်ပြီးသူ့ဖေကလူကြီးกว่าကျွန်တော်စက္ကနေလှည့်ကြည့်လိုက်သည်သူကျွန်တော်ကို ပြုံးပြသည်အဲ့ဒါတော့ကျွန်တော်လည်းသိတာပေါ့ဗျသူ့တောင်ဒီရွယ်ကြီးရောက်နေမှာသူ့ဖေကလူကြီးဆိုတာပြောနေဖို့တောင်မလိုတော့ဘူးသူဒီကျွန်တော်ပခုံးကိုပို့၍တင်းချက်အောင်ဖက်လိုက်ပြီးမင်းရလေကွာတိရတာနဲ့ဘာတိရမှာလဲ ကျွန်တော်မယေမိအောင်ထိမ့်သိမ့်နေရသည် သူသည်ကျွန်တော်ကအမြင်ကက်ကက်နှင့်ရှောင်းနှောင်းနေသည်ကိုမသိသည်ဒီလိုလေးငါ့ညီရဲ့ကစားနေတဲ့အခါကျရင်အလျှော့ပေးပြီးတော့ဟဲဟဲဗျာသူကရေမောနေလျက်ကပင် ကျွန်တော်လက်မောင်းကိုရင်းနေသည့်သဘောမျိုးဖြင့်ပုတ်လိုက်သည်ထို့နောက်ကျွန်တော်နာနာသို့ကပ်၍မြို့ရဲကတို့နေတဲ့မြို့နယ်မှာသူ့ဖေက လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်ကကျွန်တော်ဘာမှပြန်မပြောနိုင်ခင် သူကနောက်တလို့ပြောင်းတလို့လို့မျက်စိမိတ်ပြပြီးအကွင်ပြင်သို့ထွက်သွားသည်ကွင်းဆက်ကိုရောက်မှကျွန်တော်ကိုလှမ်းကြည့်ပြီးတိုင်ဖိုင်နေပွင့်တော့အကျိတ်နေတာစော်ကြပြီတော့ဟုတ်အတန်ခက်ကြကြပြောသည်မျိုးရဲကလူသည်ကျွန်တော်ကိုကြည့်၍မေးဆက်ပြီး you ready ဟုလှမ်းမိသည် ျွန်တော်ကဘာမှပြန်မပြောသေးပဲကိုကမောင်တင်ဘတ်တို့လှဲ့ချည်သည် ပြုံးပြီးခေါင်းငိမ်ပြသည်ထို့နောက်ပိုက်တန်းသားတို့လျှောက်သွားသည်ညိုတဲ့ကလူကိုကျွန်တော်စကားလှမ်းပြောလိုက်လေသည်တော်ပြီဗျာဒီဘွဲမကစားတော့ဘူးကျွန်တော်ရှုံးပေးတယ်ဟိုလူရက်ကက်ကြီးခြံ၍ကြောင်ကျင့်နေတုန်းကျွန်တော်လှည့်ထွက်လာ၏ကိုကမောင်တင်သည် ကျွန်တော်နောက်ကိုဦးရဖာယာပြေးလိုက်လာပြီးပုံးမင်း မင်းဒါဘာလုပ်တာလဲခမရဆန္ဒတိုင်းကျွန်တော်အရှုံးပေးလိုက်တာကိုကမောင်တင့်သည်ဘာမှပြန်မပြောနိုင်ပဲကျွန်တော်ကိုမျက်လုံးကြီးပြုတ်ကျနေသည်ကျွန်တော်သည်အလွန်ရင်းနေသည့်ဟန်ဖြင့်သူ့လက်မောင်းကိုကင်ပြီးပြုံ၍ပြောလိုက်သည်ဒါတောင်ကိုကမောင်တင့်ကို ခင်လွန်းလို့ဗျာသိလားသူ့မျက်နှာသည်ဘလို့ဖြစ်နေသည်ဟုကျွန်တော်မပြောတတ်တော့ချေး လူတွေဟာသူနည်းသူဟန်နဲ့ပေါနေကြတာပဲเนาะကိုကြီးကောင်းကျွန်တော်စကားကို ကြားတော့အခါကိုကြီးကောင်းသည် မင်းဘသူတွေနဲ့ကြီးကြလာပြန်ပြီလဲဟူသောသဘောမျိုးဖြင့်ကြည်သည်စူစမ်းမအောင်ကွာညနေကစက်တောင်ရိုက်သည့်အကြောင်းကို ကျွန်တော်ပြောပြသည်ကျွန်တော်စကားဆုံးသောအခါကိုကြီးကောင်းသည်ပတော်ကြောင်ဟဲပပဲရေမောနေလေသည်ဘာလဲဗျကျွန်တော်ကိုလောင်တာလား မောက်ပါဘူးကွာမင်းလုံပုံသဘောကျလို့ပါအေးဗျာဒီကိုကမောင်တင့်ဆိုတဲ့လူကလည်းဟိုလူကိုအရေးပေးလိုက်ရတာသူ့ထက်ငယ်တဲ့လူကိုပဲ သူ့ပါကြီးကြနေတာပဲအရေးပေးရမှာပေါ့ကွာ သူ့ဖေကလူကြီးဆိုကိုကြီးကောင်ရေပြန်သည်ကျွန်တော်လည်းလိုက်ရေးပေးကျွန်တော်တို့ဖေတွေကတော့ကလေးတွေလိုလိုဗျာသူပြောပုံကအစတော့တိတ်သဘောမပေါက်ဘူးဘာလို့ဒီလောက်ယိုသေးနေရတာလဲဆိုတာ နောက်မှစဉ်းစားကြည့်မိတယ်။ဒါလဲကွာဒီလိုလေမျိုးတွေကသူတို့နေတဲ့မြို့နယ်မှာဟိုလူဖေကလုပ်ငန်းစစ်ဆေးရေးဖွဲ့ဝင်မဟုတ်လား။ဟဲ့ကိုကမောင်တင်ကအဲ့ဒီလူနေတဲ့ရက်ကွက်မှာတမဝါရမှာဥက္ခရာကိုဗျာကိုကြီးကောင်းရေပြန်လေသည် ရေရလုံး၍သူ့မျက်ရည်များပင်လဲလာသည်ပြီးမှအင်းတွေဆဲပြီးပြော်၏အေးကွာ မင်းလှုပ်လိုက်ပုံကကောင်းတော့ကောင်းတယ်။ဒါပေမဲ့မျိုးတွေကဆိုတဲ့လူကတော့ဘာမဆိုင်ညာမဆိုင်ခံလိုက်ရတာပဲ။မင်းကတော့ကိုခမောင်တင့်ကိုအမြင်ကက်လို့တွေးလိုက်တာပဲ။ဒါပေမဲ့ဟိုလူကိုပါတော့ထိခိုက်တယ်။သူကရိုးရိုးသားသားလူတယောက်ဆိုရင်မင်းလှုပ်ပုံမှားသွားတယ်လို့ဆိုရမယ်ကွာ။သူ့ပုံစံကလည်းခက်ကြောင်ကြောင်ပါပဲလေ။ပုံစံကိုကြည့်ပြီးပြောလို့ပဲဖြစ်မလဲ။သူ့စိတ်ထားကကောင်းချင်ကောင်းနေမှာပေါ့။ ကိုကြီးကောင်းသည်အမြဲတမ်းမျက်မျှတတနေဖို့စူးစမ်းနေသူဖြစ်ကြောင်းသိတော့ကြောင်းသူ့ကိုစောရကမတက်မိတော့သူသည်တခုခုကိုစဉ်းစားနေသလိုရှိပြီးမှ အတန်ငယ်ပြုံး၍ဓာတ်နဲ့နေစမ်းမအောင်မင်းခုနပြောတဲ့ထဲမှာအမျိုးသမီးတစ်ယောက်ကမင်းကိုတနာတယ်ပြောလို့မင်းမခံချင်းဖြစ်ပြီးချက်တောင်ရိုက်ပွဲမှာအနိုင်ရက်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုတာပါတယ်မဟုတ်လား။ခေါင်းကြီးပြလိုက်သည် ါ။ဒါဆိုရင်တော့မင်းလည်းကြောက်တာပဲ။ဘာဖြစ်လို့လဲဗျ။ဒီလိုကွာ။အဲ့ဒီအမျိုးသမီးကမင်းကိုတနာတယ်လို့ပြောတာကိုမင်းမခံမရနိုင် ဖြစ်သွားတယ်ဆိုကြတဲ့ကအဲ့ဒီအမျိုးသမီးကိုမင်းအလေးနဲ့ထားတယ်ဆိုတဲ့သဘောပဲ။တကယ်လို့မင်းခဏခဏပြောသလိုမိမတွေကိုဂရုမစိုက်ပါဘူးဆိုရင် မင်းဘာမခံနိုင်စရာရှိလို့လဲ။လစ်လျူရှုပ်ပြီးနေလိုက်ုံပေါ့။ခုတော့မင်းကသူ့စကားကြောင့်အနိုင်ကစားမယ်လို့ဆုံးဖြတ်လိုက်တော့ ကျွန်တော်ရုတ်တရက်ရှက်သွားသည်ကိုကြီးကကျွန်တော်ကိုတွေ့တာပေါ့လေဟုပြောလိုက်ကိုကြီးကောင်းပြောတာမှန်တလားဟုပြန်စင်စားကြည့်သည်ညနေကတက်တောင်ကွင်းထဲမှထွက်လာပြီးလမ်းကြားလေးကိုဖြတ်၍သူတတနာလမ်းပေါ်ချိုးကွေလိုက်သည်ထိုချိန်တွင်ကျွန်တော်ကိုတနာတယ်ဆိုသောဟိုမကြီးသူ့အိမ်ထဲကထွက်လာသည်ကို တွေ့ရ၏သူသည်ကျွန်တော်ကိုတစ်ချက်လန့်ချည်သည် ဘသူပါလိဆိုပြီးလှမ်းကြည့်တော့အကြည့်မျိုးသာဖြစ်သည်ယောက်ျားကလေးတယောက်ကိုစိတ်ဝင်တစားကြည့်ခြင်းမျိုးမဟုတ်ချင်းသူဟန်ပန်တွင်ပေါ်တန်ခြင်းကို မတွေ့ရသူမျက်လုံးများသည်အယောင်တစ်ဖြက်ဖြက်တောက်ပ၍မနေသူလိုငါလိုမျက်လုံးမျိုးမျှသာဖြစ်သည်တို့ရတွင်သူမျက်လုံးများဖြင့်ခဏတာမျှတာမန်သဘောအမတ်တမဲ့သဘောအကြည့်ခံလိုက်ရသောအခါကျွန်တော်စိတ်ထဲတွင်တစ်မျိုးကြီးခံစားလိုက်ရလေတော်သည် ကျွန်တော်ဤတက်တဲ့နဲ့မတူတူဖြစ်သော16နှစ်တာကာလအတွင်းအကြိမ်တစ်ခါမျှမကြုံခဲ့ဘူးသောခံစားမှုမျိုးဖြစ်သည်ထိုတမျိုးကြီးဒီပေလင်အခြေဤအစာဖြစ်တန်ရာသည်ကျွန်တော်ဖို့ပထမဆုံးဂယုဆိုင်ခြင်းမိသော မိမပင်ဖြစ်သည် ရှင်းရှင်းပြောရရင်မမခင်လေးခင်သည် ကျွန်တော်ပထမဆုံးစိတ်ဝင်စားမိသော အမျိုးသမီးတစ်ယောက်ပင်ဖြစ်ပါသည် သူသည် အသက်20ကျော်လောက်ရှိမည် ထို့ကြောင့်ကျွန်တော်ထဲ၃နှစ်လောက်ကြိပ်ပေလိမ့်မည်။မသားလက်သည် မျက်နာဝိုင်းသည်မျက်နာတစ်ခု၏အလားပါနှင့် ပတ်သက်၍ပဒါနစိတ်ပိုင်းများဖြစ်သော မျက်လုံးနှာခေါင်းနှာခမ်းတို့တွင်ပျော်စမက်ပြူရလောက်အောင်လှပမှုကို မတွေ့ရချင်းတာမန်မျှသာဖြစ်သည်။ထို့ရာတွင်ထိုတာမန်များစုပေါင်းလိုက်သောအခါသူမျက်နာသည် ကြည့်လို့ကောင်းနေသည်တော့အမှန်ပဲထူကြတာတခုတော့ရှိသည်မျက်ခုံး မျက်ခုံးမွေးပပသေးသေးကလေးတွေ ခစ်စားနေသောချိန်တွင်သူ့မျက်ခုံးများသည်ငကိုအတိုင်းထူထူထဲထဲခဲတံဖြင့်ဆွဲထားခြင်းမရှိမူလအယောင်တိုင်းညိုညိုမှိုင်းမှိုင်းပြီးတော့မျက်လုံးတွင် လိုင်းနာမဆွဲနှက်ခမ်းနေမဆိုးမိတ်ကပ်မလင်းတနကားနှင့်ပေါင်နာကိုသာ ရောဆက်၍လိမ့်ဟန်ရှိသည် သူ့ကိုယ်ခန္ဓာအချိုးစားကိုကပြော့မပြတဲ့အင်ကြီးထူထူခပ်ပွားပွားဝတ်တက်ခြင်းသူများတကားတွေလို့ ။အမိန်နဲ့ကိုတင်းနေအောင်ဝှေ့၍နောက်ဘက်ကဆွဲဆန့်ချထားမှုမရှိခြင်းတို့ကြောင့်ခံမရခက်သည်။ဒါလောက်ပြောလျင်ပင်ကျွန်တော်သည် သူ့ကို၄-၅ရက်လောက်ဆက်၍ခိုးကြည့်ပြီးပြီဖြစ်ကြောင်းထင်ရှားပါပြီ။သူမနဲ့ရုံသွားချိန်တွင် မောင်ချိုင်လက်ဖက်ရည်ဆိုင်မှထိုင်၍၂ရက်လောက်ဆောင်ကြည့်ဖို့သည်။နောက်၂ရက်လောက်ကဘတ်စကားမှတ်တိုင်ကဆောင်သည်။တရကြတော့သူစီသောဘတ်စကားနှင့်မတိမသားလိုက်သွားဖို့သည်။ ယူတယ်ပဲဆိုဆိုထိုနေ့မှစ၍သူနှင့်ပတ်သက်သောနေများတွင်ရရှိသောဘတ်စကာလက်မှတ်များကိုတေယိုတသိသိသိထားသည့်အလေအထကိုဆွဲလီတော်သည်နာဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၄ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။